ချမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲတီဘောတိုက်ပွဲတွေနဲ့ပတ်သက်လို့တန်းမျိုးသားလူမျိုးရေးတမတော် TNL ရဲ့ပြောဆိုမှုကိုကန့်ကွက်ရှုံချပြီးတိုက်ပွဲကြောင့်ဒေသခံလူမှုထိခိုက်နှံ့မှုတွေအတွက်နှစ်ဖက်အဖွဲ့အစည်းတွေတာဝန်ယူဖြေရှင်းပေးဖို့ရှမ်းပြည်တိုးတက်ပါတီ SSPP ကအော်တိုဗလာ၁၈ရက်မှာထုတ်ပြန်ပါတယ်။အဲဒီတိုက်ပွဲတွေမှာအရေးနှိမ်မှုလက်လွတ်ဆုံးရှုံးရမှုတွေဟာ SSPP ကအာနာသိန်းစစ်ကောင်မရှင်ရဲ့စစ်တပ်ကိုကူညီပေးမှု ်လမ်းကြောင်းဖွင့်ပေးမှုတွေကြောင့်ဖြစ်တယ်လို့ပြီးခဲ့တဲ့အော်တိုဘန်16ရက်နေ့မှာ TNL ပြောခွင့်ရလွေးရည်ဦးကသတင်းမီဒီယာတွေကိုပြောဆိုခဲ့ပြီးအဲ့ဒီကိစ္စဟာအခြေမြစ်မရှိတဲ့ဆွဆွဲမှုတွေသာဖြစ်တယ်လို့ SSPP ကထုတ်ပြန်ထားပါတယ်အခုဖြစ်နေတဲ့ဟာကကျွန်တော်တို့ကဌာနချုပ်ကမသိရဘဲနဲ့ဒီတိုင်းကြီးထုံ့လွင့်သွားတယ်ဆိုတာကကျွန်တော်တို့ဖွဲ့စည်းကိုထိခိုက်တာပေါ့ဗျာတကယ်လို့ကိုယ်စလဲချင်းတွဲဆောင်ပြင်းရင်ခေါင်းစဉ်တစ်ခုအနေနဲ့ကျွန်တော်တို့ဆွေးနွေးသွားဖို့ရှိတယ်လို့ SFPP ကဒုပုံမှူးကြီးဖုံးဟန်က ARD Times ကိုပြောပါရယ်အခုလိုထုတ်ပြန်ရတာဟာလူမှုနားယောင်ပြီးဖြစ်မှန်မသိရပဲ SSPP ပေါ်နားလည်မှုလွဲမှာဆိုလို့ဖြစ်ပြီးသတင်းမီဒီယာကဖြေကြားမှုနဲ့ပတ်သက်လို့လည်းရခိုင်ကလေးက TNL ကိုယ်စားလှယ်တွေနဲ့နှစ်ဖက်တွဲဆုံမှုတွေမှာထည့်သွင်းဆွေးနွေးထားတယ်လို့၎င်းရဲ့ပြောပြချက်အရသိရပါရယ်အခုလိုဆွဆွဲမှုတွေဟာလူမှုနဲ့တော်လန်ရေးအင်အားစုတွေကြောင့်ထင်အောင်ထင်မှားဖြစ်စေတဲ့အပြင် ၎င်းတို့ကိုနိုင်ငံရေးရထိုးနှက်လိုမှု လူမှုတွေကြားစီယုံရေးကြဆင်းလိုတဲ့ရည်ရွယ်ချက်နဲ့ကြွမနိုင်ကြီးမီးရှို့တဲ့ရန်လိုမှုစတဲ့အတုံးလုံးနဲ့ပြောဆိုသွားတာဖြစ်တယ်လို့ SSPP ကဖော်ပြထားပါတယ်ဒါကြောင့်အပြင်းထန်ကန့်ကွက်ရှုံချပြီးနောက်နောက်အလားတူလှုပ်ကြံတဲ့ရင်ဖြန့်လွှဲမှုတွေမရှိစေဖို့အတွက်ထိမ့်သိမ်းကြက်မှတ်သွားဖို့လိုအပ်ကြောင်းနဲ့နောင်ချိုကြောင်မင်းတီဘောတိုက်ပွဲတွေကြားမှာ၎င်းတို့အနေနဲ့ဘယ်ဘက်ကမှဝင်ရောက်ဆွတ်ဖက်တာမရှိကြောင်း SSPP ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ ဒါအပြင်စစ်ဘေးဒဏ်ခံရတဲ့စစ်ဘေးရှောင်လူလူတွေကိုစူးစမ်းကူညီတဲ့လူလူကစေးလုပ်ငန်းတွေသာလှုပ်ဆောင်ခဲ့တာဟာဒေသခံလူလူတွေအသိဖြစ်ပြီးတစ်ချိန်တည်းမှာပဲနှစ်ဖက်သောစစ်တပ်နဲ့ TNL စစ်ကြောင်းတွေဟာ SSPB SSA ထိန်းချုပ်နယ်မြေတွင်တိုက်ပွဲတွေပေါ်ဆောင်လာတယ်လို့ဆိုပါတယ်။အဲ့လိုတိုက်ပွဲတွေကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆိုင်ပိုင်ဆိုင်မှုတွေစိုးဝါးစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရလို့အထူးဝမ်းနဲ့စိတ်မကောင်းဖြစ်ရပြီးမဟုတ်မမှန်သတင်းပြန့်လွှင့်မှုတွေအတွက် DNL ဘက်ကတာဝန်ယူဖြည့်ရှင်းပေးဖို့လိုအပ်တယ်လို့ SSPP ကထုတ်ပြန်ပြောဆိုထားပါတယ်။ဒါ့အပြင်လူမှုအသက်အိုးအိမ်စီးဆိုင်ပိုင်ဆိုင်မှုထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအတွက်နှစ်ဖက်သက်ဆိုင်သူဖွဲ့စည်းတွေကတာဝန်တည်တည်နဲ့တာဝန်ယူဖြည့်ရှင်းပေးရမယ်လို့ဒေသခံလူမှုတွေကိုစား SSPP SSA ကလေးနက်ဒီကြီးစွာ တိုက်တွန်းအသိပေးထားတယ်လို့ထုတ်ပြန်ထားပါတယ်။ SSPP ရဲ့အခုလိုထုတ်ပြန်ချက်နဲ့ပတ်သက်လို့ Every time တရင်ဌာနကသိရှိမေးမြန်းနိုင်ဖို့ DNL တာဝန်ရှိသူတွေစီတယ်လီဖုန်းအွန်လိုင်းတို့ကဆက်သွယ်နေစေဖြစ်ပြီးလက်ရှိအချိန်ထိတော့ပြန်လည်ဖြည့်ဆို့လာခြင်းမရှိသေးပါဘူး။